ဒီနေ့တနင်္ဂနွေနေ့မှာလက်ရှိပုံတွေကပြတ်ထားတဲ့နှစ်ပွဲကိုကျွန်တော်ဘော်ဒီတော့မဆော့ဘူး။ဘာဆော့မလဲဆိုတော့ဂိုးပေါင်းဆော့မှာဖြစ်ပါတယ်။မနေ့ကဘော်ဒီအောက်ကြီး၃ပွဲခံမှန်းကတော့ကျွန်တော်တို့ Sunderland 9နဲ့ Brentford 9နဲ့ PSG ကိုဘက်ကန်တဲ့ပွဲနောက်ဆုံးပွဲ Brad Body ကတော့ရှုံးခဲ့ပါတယ်ဆိုတော့မနေ့ကအောက်ကြီး၃ပွဲမှာကျွန်တော်တို့၂ပွဲနိုင်တယ်တပွဲရှုံးနေဆိုတော့အနေထားမျိုးဆိုတော့ဒီနေ့မှာကျွန်တော် Body Day မယွေးချင်ဘူးနည်းလေးစဉ်းစားရခက်တယ်လို့ကျွန်တော်ခံစားနေရတယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်လက်ရှိ Aston Villa နဲ့ Man City Everton နဲ့ Spurs ဒီပွဲတွေကိုကျွန်တော်ကိုးပေါင်းခံမှန်းပြီးတော့မှာဖြစ်ပါတယ်ပထမပွဲက Aston Villa နဲ့ Man City ပွဲဆိုတော့ဒီနေ့ပွဲရဲ့ပေါက်ကြီးက Man City ကတလုံး60အနိုင်ဝင်းကျင်လောက် Body ကြီးပေါက်တယ်ကိုးပေါင်းကြီးက၃လုံး90အနိုင်ဝင်းကျင်လောက်ရှိတယ်ဆိုတော့ Body နဲ့ကိုးပေါင်းပေါက်ကြီးကမနက်နေ့လယ်ညနေ ိတ်ပြီးတော့အပြောင်းလဲမရှိဘူး10လောက်ပဲအတက်ကျရှိတယ်လို့ပြောလို့ရတယ်။ Villa ကိုစားပြီးတော့လိလာကြည့်မယ်ဆိုဒီရာသီအစ6-5ပွဲလောက်မှာ Aston Villa တိုက်စစ်ကသွင်းကိုလုံးဝမရှိခဲ့ဘူး။ဒါပေမဲ့နောက်ဆုံး10ပွဲစတိုက်ဂိုးတွေပြန်ရလာတယ်။နောက်ဆုံး9ပွဲလောက်မှာ Aston Villa ကဂိုးသွင်းဂိုးပေးနေထားမျိုးတွေနဲ့တိုက်စစ်လည်းပြန်ပြီးတော့အဆင်ပြေလာဆွနေထားမျိုးကိုမြင်ရတယ်ဗျ။ မန်စီးတီးကတော့ဒါအာဆင်နယ်ကိုဖိအားပေးဖို့အတွက်အဆင့်တနေရာကိုပြန်လဲတက်လန်းနိုင်ဖို့အတွက်ဒီလိုပွဲမျိုးမှာမဖြစ်မနေအနိုင်ရဖို့တော့လိုရပါလိမ့်။ဘော်ဒီပေါက်ကျဲကတလုံး60အနိုင်တကောသနာနဲ့ဒါဆနိုင်ပြီလို့ပြောလို့ရတယ်ပေါ့လေ။ဒါကြောင့်မို့ဒီနေ့ပွဲမှာအဝေးကွင်းဖြစ်နေတဲ့မန်စီးတီးကျွန်တော်ကတော့ဘော်ဒီကိုရှောင်သေးခြင်းနဲ့တရေကျသွားမှမျိုးကျွန်တော်လည်းလေးကြောက်မိတယ်ပေါ့လေ။ဒါကြောင့်မို့ဒီပွဲဘော်ဒီရောရှောင်မယ်။ဘာရွေးမလဲဆိုတော့ဂိုးပေါင်းအပေါ်ရွေးခြင်းနဲ့ ီလာကနောက်ပိုင်းပွဲမှာဒါနောက်ဆုံး၈ပွဲစတိုက်ဂိုးပြန်သွင်းလာနိုင်ပြီးပြီးတော့နောက်ဆုံးဆော့ခဲ့တဲ့၅ပွဲလောက်မှာလည်းဂိုးသွင်းဂိုးပေးအနေထားမျိုးတွေရှိနေရချောင်းမလို့ဒီနေ့ပွဲမှာနှစ်သင်းလုံးဂိုးသွင်းနိုင်မယ်အနည်းဆုံး၃ဂိုးလောက်ရှိမယ်လို့ကျွန်တော်ကတော့ခန့်မှန်းမိတယ်ဒါကြောင့်မလို့ဖီလာနဲ့မက်ဆီပွဲမှာဆိုကျွန်တော် ဂိုးပေါ်ကြိုက်တယ်တကုတ်တတိထားရတော့ရှိတယ်ဗောလေကျွန်တော်တို့ဂိုးပေါ်ဖို့ဆိုရင် Aston Villa တကုတ်ရဖို့တော့မဖြစ်မနေလိုရတယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာကြောင့်လဲဆိုတော့နောက်ပိုင်းပွဲတွေမှာကျွန်တော်တတိထားမိတဲ့လောက် Man City ကတကုတ်လောက်စိုက်ရပြီဆိုရင်ဒုတိယပိုင်းမှာပွဲကိုထိန်းချုပ်ကစားသွားတာမျိုးတွေအာကျွန်တော်မြင်တွေ့လာမိတယ်ဗောလေဒါကြောင့်မလို့ဒီနေ့ဘက်မှာဖီလာတာတကူပြတ်သွင်းနိုင်ခဲ့မယ်ဆိုဒီဘွဲကအ ਨੇ ဆုံး၃ခုလောက်ကစတင်ရမယ်ပို့လို့ကျွန်တော်တို့ထင်တယ်အက်စတွန်ဗီလာနဲ့မန်စီးတီးဘွဲကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ဂူပေါင်းအပေါ်ကြိုက်ပါတယ်ဂူပေါ်ကြိုက်ပါတယ်ဗျ ကျွန်တော်စီမှာ 1x နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်။ညီကိုတို့မှာ 1x အကောက်ရှိပြီးသားဆိုရင်လည်းကျွန်တော်စီမှာလာပြီးတော့ unit အသွင်းထုတ်လုပ်လို့ရပါတယ်။ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram နံပါတ်သို့မဟုတ် Fiber နံပါတ်ကိုလာခဲ့ပြီပါ။ကျွန်တော်ကတော့လောက်တာဆိုပြတော့ကြောက်မလို့ညီကိုတို့တရားရဂိုင်းလုံးစိတ်ချယုံကြည်လို့ရပါတယ်။ဒုတိယတစ်ပွဲက Premier League ဒီတစ်ပတ်အတွက်နောက်ဆုံးအပိတ်ပွဲပေါ့လေ။ Everton နဲ့ Tottenham Hotspur နဲ့ဒီနေ့ပွဲမှာ Everton က စပားကိုအင်ကွင်းကနေပြီးတော့ level 40အရှုံးဆိုတဲ့ကြီးမျိုးပေးထားတယ်ဂိုးပေါင်းကြီးကနှလုံး80အရှုံးအဖာတန်ကဒီရတိမှာအင်ကွင်းမာတယ်ဆိုတဲ့အနေထားမျိုးရှိတယ်ကစားသမားအရေးချင်းတွေပိုင်းပြန်ကြည့်မယ်ဆိုရင်လည်းအသင်းအလယ်လက်အနေထားမျိုးမှာရက်တည်နေတယ်ဆိုတော့ဒီနေ့ပွဲဘာကြောင့် Everton ကစပားကို level 40ပြန်ပေးရတယ်လဲပေါ့လေအဓိကအားဖြင့်တော့စပားမှာ Lunari များနေတယ်ဂျာရက်မှာလည်းပွဲတွေကန်ထားတယ်ဆိုတော့ကြောင့်မလို့ပွဲပန်းမှုဒဏ်တွေ Lunari များနေရဲ့အချက်တွေကြောင့်မလို့ Everton ကစပါးကို level 40အရှုံးစုတဲ့အနေအထားမျိုးပေးထားတာဖြစ်တယ်။ကျွန်တော်အမြင်ကတော့ body အမြင်ကပြောရမယ်ဆိုရင်တော့စပါးအနေနဲ့ခက်ခဲနိုင်တယ်။ဘာကြောင့်လဲဆိုတော့ Everton ကတရားသီးမှာအင်ကွင်းကောင်းတယ်၊မာကျိုးတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်။စပါးအနေနဲ့ဒါပွဲပန်းမှုတွေလူနာတွေများစွာရှိနေတာကြောင့်မလို့ဒီနေ့ပွဲမှာစပါးအနေနဲ့ရုန်းကန်ရနိုင်တယ်ပေါ့။ကျွန်တော်ကတော့စပါးကိုမယုံကြည်ရဲဘူး။ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာ body တော့ရှောင်လိုက်မယ်၊ဂိုးပေါင်းပဲသွားမယ်။ဂိုးပေါင်းဘာကြိုက်လဲဆိုတော့ဂိုးအောင်ကြိုက်ပါတယ်။ဆို Everton ကဂိုးအောင်စရိုက်လက္ခဏာရှိတယ်။အင်ကွင်းမာတယ်။စပါးအနေနဲ့လက်ရှိမှာတိုက်စစ်မှာလေတိုက်စစ်ကနေရာစုံပေါ့လေ။ပွဲပ န့်မှုတွေဒါတရက်ကစားသမားတွေများနေကြအောင်လို့စပောက်ကျွန်တော်အားမရဘူးသွင်းကိုလည်းမမျှော်လင့်ဘူးပေါ့လေ Everton ကပဲအဓိကဒီနေ့ပွဲကိုထိန်းချုပ်ကစားသွားမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်ဒါကြောင့်မလို့စပားအနေနဲ့ဒီပွဲမှာတည်ရတမတ်ရယုံတင်ပဲသူတို့တော့ကချိန်နဲ့ဆရာဖြစ်နေပြီလို့ပြောလို့ရဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ပွဲမှာ Everton နဲ့စပားပွဲကို go အောက်ကြိုက်ပါတယ်ကိုပေါင်းကြီးရတာနှလုံး80အရှုံးဆိုရတဲ့ကြောင့်မလို့သုံးလုံးတော့သွားလို့မရဘူးပေါ့လေနှလုံး Everton 1C 2C လောက်ဖြစ်မလားဒါမှမဟုတ်လေ ဝမ်းဝမ်းလောက်ဖြစ်မလားဆိုတော့ဒီလိုအနေထားမျိုးကိုကျွန်တော်ကတော့ထင်မြင်မိပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့တဲ့ဂိုးပေါင်းနှစ်ပွဲကတော့ Man City ဂိုးပေါ်နဲ့စပါကိုးပေါ်ဖြစ်ပါတယ်ဒီကိုရဲအထင်မြင်ကိုလည်း comment မှာရေးခဲ့လို့ရတယ်ကျွန်တော်ဒီ video လေးကို like comment share လေးပြုလုပ်သွားပေးပါကျွန်တော်တို့က like comment share တွေကတော်တော်လေးကိုအားဖြစ်စေပါတယ် comment မှာ telegram channel link လေးလည်းချထားပေးမယ် telegram 300ကြီးကိုရေဆို channel တဲ့ကို join ထားပေးပါကိုလက်ပါအဆင်ပြေပါစေကြံကောင်းပါစေခင်ဗျာ